ခုကတော့ကလက်ကပဖလားတသမာမြောင်နေပွဲစဉ်တွေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပွဲစဉ်တွေကတော့ဇွန်လ20ရက်ည7:00နာရီခွဲမှာ Inter Milan နဲ့ Urawa Red Diamond ဇွန်လ23ရက်မနက်4:00နာရီခွဲမှာ Fluminis နဲ့ Ulsan Hyundai မနက်9:00နာရီခွဲမှာ River Plate နဲ့ Monterrey ည7:00နာရီခွဲမှာ Juventus နဲ့ Wydad Casablanca တို့ကစားကြမှာပါ။ဒီပွဲစဉ်တွေထဲမှာ River Plate နဲ့ Sergio Ramos ရဲ့ Monterrey ပွဲစဉ်ကလွဲပြီးကျင်းတဲ့ပွဲစဉ်တွေမှာ Inter Milan, Juventus နဲ့ Fluminense တို့ကပဲတစ်ဖက်သက်အတာရပြီးအနိုင်ရမယ့်အနေအထားမျိုးဖြစ်ပါတယ်။နီတာတက်တွေပြောင်းထားတဲ့ Serie A ထိပ်သီးနှစ်သင်းထဲမှာ Juventus ကပွဲဥထွက်မှာကိုးပြတ်အနိုင်ကစားပြီးတထွက်လာခဲ့ပေမဲ့ပွဲဥထွက်မှာတည်ကြီးကြခဲ့တဲ့ Inter Milan အတွက်တော့ဒီပွဲမှာသာအခြေအနေမကောင်းရင်အုပ်စုကတော့ထွက်သွားနိုင်ရတာကြောင့်အာယုံဆိုင်ပြီးကိုးပြတ်ကစားမယ်လို့ညွှန်နေပါတယ်။အကျိတ်နယ်ရှိဆုံးပွဲစဉ်ဖြစ်လာနိုင်တဲ့ River Plate နဲ့ Monterrey ပွဲစဉ်ကနှစ်သင်းလုံးက တောင်အမေရိကနဲ့မြောက်အမေရိကအသင်းတွေဖြစ်တယ်လို့အကြောင်းသိအသင်းတွေလည်းဖြစ်တာကြောင့်ထိန်းကစားကြဖို့စူးစမ်းရင်ဂိုးတွေအများကြီးမြင်ရဖို့မလွယ်တဲ့ပွဲစဉ်တွေဖြစ်တယ်လို့သုံးသပ်ချင်ပါတယ်ဒီနေရာမှာပြန်ပွဲကျင်းပနေတဲ့အမေရိကန်နိုင်ငံရဲ့တချို့မြို့ကြီးတွေမှာအခုချိန်မြင့်တက်နေတာကြောင့်မြန်မာစံတော်ချိန်မနက်၄နာရီခွဲနဲ့မနက်၇နာရီခွဲမှာကစားခဲ့တဲ့ပွဲစဉ်တွေမှာခြေစွမ်းအရန်ကွာလို့နဲ့အသင်းတွေတွေ့ရင်ဒါဂိုးတွေအများကြီးမြင်ရတတ်ပြီးတော့ကျန်တဲ့ပွဲစဉ်တွေမှာတော့အပူချိန်ကြောင့်ကစားသမားတွေကစားအားကျသွားပြီး ကိုးရထားတဲ့အတင်းကထိန်းကစားနေတာများလို့ကိုးတွေတိတ်မများတတ်တဲ့အချက်ကိုတော့ညီကိုတို့တတိပြုဖို့ပြောပြခဲ့ကြပါတယ်။ဗမာလေးကဗီဒီယိုလေးတွေကိုညီကိုတို့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီထင်မြင်ချက်သုံးသက်ချက်ပေါ်မှာညီကိုတို့ရောဘလို့ထင်လဲဗီဒီယိုလေးရဲ့အောက်မှာ comment တွေပေးသွားပါအောင်။ကျေးဇူးအများကြီးတင်ပါတယ်။